အားသာဝါလာရှင်ညီကောင်မလို့များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာ။နိုဝင်ဘာလ10ရက်နေ့နောက်ဆုံးရအာစနယ်မနက်ခင်းသတင်းလေးပုဒ်ကိုတက်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ YouTube Facebook TikTok ကကြည့်ရှုသူများလုံးပဲမင်္ဂလာပါခင်ဗျာ။ ပထမဦးစင်းတွေကိုမတင်ဆက်ခင်မှာအလုံးပြောချင်တာကခုနောက်ပိုင်းသတင်းတွေရှားတယ်ရတဲ့သတင်းတွေကလည်းရူမာတွေများတယ်ဈေးကွက်ကာလမဟုတ်တာဖြစ်တဲ့အတွက်ဒီသတင်းတွေကကောလာဟလတွေများတယ်ဒါပေမဲ့ဘယ်သတင်းကတော့ဘလို့ဖြစ်လာနိုင်ကြီးရှိတယ်ဘယ်သတင်းကတော့ရူမာဘာကတော့ကောလာဟလဆိုတော့ကျွန်တော်တခါတယ်ဆွေးနွေးတင်ဆက်ပေးသွားပါမယ်။ကေဖရောင်းလေးတစ်ပုဒ်ကိုတော့အင်ဒီခိုင်လန်ညူးစ်ကဖော်ပြထားတဲ့တက်စစ်တောင်ပံကစားသမားတူနဲ့ကျွန်တော်စဖွင့်လိုက်အောင်။ဒီကစားသမားက AC Milan တင်းရဲ့တက်စစ်တောင်ပံကစားသမား လောလောဆယ်ဥရောပအသင်းကြီးတော်များစောင့်ကြည့်နေခဲ့တဲ့ရာဖေးလီယောင်းနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တာဝန်ရှိသူတွေနဲ့ကစားသမားရဲ့အေဂျင်တို့လန်ဒန်မှာတွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့တယ်ဆိုပြီးတော့အင်ဒီခိုင်လန်ညူးစ်ကဖော်ပြသွားတယ်။ဒီညမှာသူတည်ရေးသားမှုရဆိုရင်တော့ AC မီလန်ကလာမဲ့စောင့်စည်းကောမှာရောင်းချနိုင်ကြီးရာခိုင်လုံးနဲတဲ့ဆိုပေမဲ့တကယ်သာတင့်တော်တဲ့ပြောင်းရွှေ့ခြင်းတည်းရဲ့နဲ့ဆိုဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုပြီးတော့သူကရေးသားထားတယ်။အဲ့ဒီမှာဂါဘရီဂျေဆုကို Northern Forest အသင်းကအငားခေါ်ဖို့အတွက်လာမယ့်ဆောင်းစည်းကွက်မှာကြိုးပမ်းသွားဖို့ရှိပြီးတော့အာဆီနေကလည်းဘယ်ဘချန်တက်စစ်တောင်းမှာကစားမတူဦးကိုဈေးကွက်ထမငွေသုံးပြီးခေါ်သွားနိုင်ချေရှိဆိုပြီးသူတို့ကရည်တာထားတယ်။အဲ့တော့တရင်ကိုပြန်ပြီးချုပ်လိုက်မယ်ဆိုရင်ကစားသမားရဲ့အေဂျင့်လန်ဒန်ကိုရောက်နေတယ်။အာဆီနေနဲ့တီးတန့်ဆွေးနွေးတာလားအခြားသင်းတွေရောပါလားမသိပြင်မဲ့ကစားသမားအေဂျင့်လန်ဒန်ကလပ်သင်းတွေနဲ့လာပြီးဆွေးနွေးနေဆိုတရင်ကတော့ထွက်လာတယ်။ ်ဒီညမှာဒီကစားမနဲ့ပတ်သက်ပြီး not for sale ဆိုပြီးသတ်မှတ်ထားရင်တော့တန်ကြီးတရရရင် AC Milan တို့ကရောင်းသွားနိုင်ရှိတယ်စာချုပ်က2028ခုနှစ်အထိပဲကျန်တော့တာဖြစ်တဲ့အတွက် Arsenal တင်း Asian Day ကနေပြန်လာခဲ့တဲ့ Jesus ကို Arsenal တို့ကလာမယ့်ဆောင်းစည်းကောမှာအငှားချမလားအသင်းမှာသုံးမလားတက်စစ်တောင်မှကစားမတူးအတွက်ငွေသုံးမလားဆိုတာတော့ရေးရမရှိသေးဘူးဆိုပြီးတော့အဲ့သတင်းဌာနဖော်ပြသွားတယ်အဲ့တော့သတင်းတွေကိုချုပ်လိုက်မယ်ဆိုတော့ဒီအဖြေရတယ်အဲ့ဒါဘာလဲဆိုတော့ Arsenal ဘယ်ဘချန်တက်စစ်တောင်မှကစားမတူးဝယ်ခြင်းတန်ရှိသလိုရှင်ရွက်ကစားမတချို့ကိုလည်းအငှားချသွားနိုင်ရှိရှေ့ဆိုပြီးတော့ report တွေကဖော်ပြထားတယ်ဖြစ်လာ နိုင်ကြီးရာခိုင်နှုန်းကတော့နည်းပါတယ်။ကစားသမားအေဂျင့်နဲ့အာဆင်နယ်နဲ့ဘလောက်ပဲဆက်ဆက်ရေးကောင်းကောင်းဘလောက်ပဲပြောဆိုထားပြီးပြီးသူ့ကိုပိုက်ဆိုင်ထားတဲ့မီကင်ကလပ် AC မီလန်အသင်းကဒီကစားမနဲ့ပတ်သက်ပြီးတန်း150အထက်လောက်ထိဈေးတင်ခဲ့ဘူးတဲ့။အခုသူတို့နောက်ဆုံးစာချုပ်လက်ကျန်သိမ့်မရှိတော့လို့ဘာညာဆိုရင်တော့တန်း100အထက်လောက်ရမှာအဲ့ကစားမောက်ရောင်းချနိုင်ကြီးရှိတယ်။အသက်26နှစ်ရွယ်ပေါ်တူဂီသားဘလောက်ထိကောင်းလဲဆိုတော့ကျွန်တော်သိပြီးသားကျွန်တော်တို့ဘေဘချန်တက်စစ်တောင်းမှာမာတီနယ်လီထရော့ဆက်လိုကစားမမျိုးတွေပဲရှိတယ်ထရော့ဆက်အခုခြေစွမ်းပြတာမှိုင်မယ်အသက်အရွယ်တစ်ခုရောက်လာခဲ့ပြီမာတီနယ်လီရဲ့ကြက်ခိုင်မှုကလည်းဒရန်လေးမဲ့ကြက်ခတ် နိုင်ရနေတယ်အဲ့တော့ Rafael Leon ကိုအာဆင်နယ်လိုအပ်လာဆိုရင်လိုအပ်တယ်ဒါပေမဲ့ငွေဦးတော့ share သုံးမှဖြစ်မယ် AC Milan ဆိုတာကလည်းဥရောပကအထူးသဖြင့် Premier League ကလပ်တွေနဲ့လာပြီးဝယ်တဲ့ခါကျရင်ဘယ်လောက်ထိတောင်းရမလဲဆိုတော့ကောင်းကောင်းသိတဲ့အသင်းတစ်သင်းဖြစ်တာဖြစ်တဲ့အတွက် Arsenal တို့တင့်တော်တဲ့တန်ကြီးထက်ပုံမှုပြီးတော့ပေးချေသွားနိုင်ရရှိပါတယ်ညီကိုတို့ကဘယ်လိုထင်လဲဒီကစားမားတော့ဒီယာဒီပြိုင်ပွဲတုံး၈ပွဲမှာ၆ပွဲပွတ်ထွက်လာပြီးတော့၅ခုအတွင်းတကိုးဖိုင်တာတယ်မနစ်ကဆိုရင်တော့ ပွဲပေါင်း50အထိကစားထားတယ်38ပွဲပွဲထထားပြီးတော့12သွင်း17လုံးဖိုင်ထားတယ်ကျွန်တော်အရင်ကြိုက်တဲ့တက်စစ်တောင်ပံကစားသမားတွေမှာပါတယ်ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့ကြေးတအားတော့မဆိုရင်အာဆင်နယ်တို့ຫນွေဈေးကွက်ထိပြောင်းရွှေ့သွားနိုင်ချေရှိတယ်အဲ့တော့စောင်းစည်းကွက်မှာဒီသမားရောက်လာတဲ့ရာဂိုင်းတော့အရင်နေပါတယ်30ရာဂိုင်းတော့ပဲရှိရလို့ကျွန်တော်ကတော့ထင်ပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ feature ကပေါ်ပြထားပါလေ decline right နဲ့ပတ်သက်ပြီးတော့ပေါ်ပြထားတာဒီသတင်းကတော့ကောလာဟာလာပါ rumor ပါအရင်စုတ်မခိုင်လုံး feature ဆိုတာကလည်း ်ဟိုသတင်းတွေနဲ့ပတ်သက်ရင်အဥဆုံးဖော်ပြတယ်လို့သာသူကနာမည်ထွက်တာဒါပေမဲ့များသောအားဖြင့်ကောလာဟာလိုက်ရူမာတွေများတယ်ဖီချက်ကဖော်ပြထားချက်ရဆိုရင်တော့အာဆင်နယ်သင်းရဲ့ကွင်းလက်စားမဒီကလရိုက်ကိုစပိန်လာလီကာကလပ်ရီယယ်မက်ဒရစ်အသင်းကစိတ်ဝင်တစားနဲ့စောင့်ကြည့်နေတယ်2028ခုနှစ်စာချုပ်အခြေအနေကိုသူတို့ကတစ်ချက်စုံစမ်းစောင့်ကြည့်နေပြီးတော့ဒီကစားမအာဆင်နယ်နဲ့တက်တမ်းမတူဖြစ်ရင်ဂျားတွေကနေဖြတ်ပြီးခေါ်သွားဖို့အတွက်စဉ်းစားနေတယ် report တွေရဆိုရင်တော့ယူတန်း150လောက်နဲ့ကန်လန်းလိုင်းအာဆင်နယ်တို့ရောင်းချသွားနေကြရှိဆိုပြီးသူတို့ကသတ်မှတ်ထားလို့အာဆင်နယ်တို့ကတော့ရောင်းချခြင်းနဲ့အေးအောင်မရှိဆိုပြီးတော့ feature ကဖော်ပြထားတယ်ကျွန်တော်ပြောတာနည်းနည်းလေးရှုပ်သွားလားမသိဘူး ဒီကလန်ရိုင်းနဲ့ပတ်သက်ပြီးရီယက်သဘောကျတဲ့ဒီစားမောက်လဲခေါ်ခြင်းနဲ့ဒါပေမဲ့အာဆင်နိုနဲ့စာချုပ်သက်တမ်းတူရေးကိစ္စကိုအနီးကပ်စောင့်ကြည့်နေပြီးတော့အကယ်၍များကစားသမားကအသင်းသင်းသင်းကိုပြောင်းဖို့ဆန္ဒရှိဆိုရီယက်မက်ဒရစ်တို့ကယူရို150လောက်ထိအသုံးပြုပြီးကစားသမားကိုခေါ်ဖို့အတွက်ဆန္ဒရှိနေဆိုပြီးတော့ report တွေက phosphory ပြောင်းသွားပါလေဒါပေမဲ့အာဆင်နယ်အသင်းနေတဲ့သက်တမ်းတို့ကိစ္စတွေမကြာခဏသတင်းထွက်လာလာတဲ့ဒီစားမောက်မရောချချင်မှုဆိုတဲ့အခြေအနေကြောင့်ဒါကကောလာဟာလာပဲအာဆင်နယ်တို့အနေထားမျိုးနဲ့ကကစားသမားအလော်ဒကြီးရှောင်းရောင်းပြီးတော့ငွေရှာမဲ့အနေထားမျိုးမဟုတ်ဘူး FFP router အကြီးလို့ဘန်နာကြီးလုံငွေပြလို့ ကစားမားတွေရောင်းရမယ်အတင်းတင်းမဟုတ်ဘူးဒါကြောင့်မို့ရှင်းရွှဲကစားမားတွေရတဲ့အာဆင်နယ်မှာပျော်ပြီးတော့ဒီကလမ်လိုက်လို2028ခုနှစ်စာချုပ်ရှိတဲ့ကစားမားကိုအာဆင်နယ်တို့တက်တန်းထပ်တိုးနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်အရှိမလဲ2029နဲ့ပတ်သက်တဲ့ကစားမားတော်များလည်းတက်တန်းတိုးပြီးပါပြီဒါပြီးရင်2028စာချုပ်သမားတွေကိုအန်ဒရီပါတာနဲ့အာတီတာတို့တက်တန်းတိုးဖို့ကြိုးစားတော့မှာပေါ့လေအခုတော့မှအခြေခံဆွေးနွေးမှုတွေစနေပြီးကြားသိရတယ်26နှစ်ရဲ့အင်္ဂလန်သားကိုကျွန်တော်တို့ခေါ်ခဲ့တော့က ဒါပြောင်းရွှေ့ကြီးမြင့်မမနဲ့ခေါ်ခဲ့တာဗောလေတန်းတရာကျော်အောင်ပြီးပြီးခေါ်ခဲ့တာဒီကစားမှာတော့စာချုပ်2028ခုနှစ်ကြံပြီးတော့ DRC ပြိုင်ပွဲစုံ18ပွဲမှာ73ပွဲတိပွဲထတာတယ်နှစ်ကိုးသွင်း၄လုံးဖိုင်တာတယ်မနစ်ကဆိုလို့ရှိရင်လည်းကိုးကိုးသွင်း၁၀လုံးဖိုင်တာတယ်ဟိုးရှစ်တစ်နှစ်မှာဆိုရင်လည်းခုနှစ်ကိုးသွင်း၁၁လုံးဖိုင်တာတယ်ကွင်းလေကနေပြီးတော့အသင်းအတွက်သွင်းကိုးတွေဖန်တီးမှုတွေအများကြီးလုံး Rice တို့ပြောလိုက်ရှင်မာကုံအပြည့်နဲ့စောတဲ့ကစားမှာ Stamina အပြည့်နဲ့ဖြုတ်တဲ့ကစားမှာ တေကန်ဘောဒီမှာသူ့ဆီကလာတဲ့ pass တွေကအရန်ကောင်းနေဆိုတဲ့အထီးတွေမျိုးအများတန်းရတဲ့ကစားမအဲ့လိုကစားမမျိုးအာဆင်နယ်ကဘလို့အချောင်းချောင်းနဲ့မှဘလို့မလုံးမျိုးနဲ့မှရောင်းချမလို့ကျွန်တော်မထင်ဘူးဒီကစားမအာဆင်နယ်မှာနောက်ထပ်တက်တန်းထပ်တူပြီးနေသွားမယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ဒါကြောင့်မို့အခုထွက်လာတဲ့သတင်းတွေကတော့ကောလာဟာလာပဲဖြစ်ပါတယ်တတိယမြောက်ဒရင်တပုတ်ကတော့ဒါ Women Super League ပွဲစဉ်၈နဲ့ပတ်သက်ပြီးတော့ဖော်ပြပြီးတော့ပါပါအမျိုးသမီးအသင်းကြောင်းမပြောရတာတော့ကြာပြီအခုအမျိုးသမီးအသင်းကတော့နောက်ဆုံး၃ပွဲဆက်နိုင်ခဲ့တယ်ဒါပေမဲ့ Women Super League ွဲစဉ်၈မှာတော့သူတို့အနေနဲ့ Chelsea နဲ့တေကြခဲ့ကိုယ့်ရဲ့အိမ်ခွင်းမှာဗောလေ1-1တေကြခဲ့အဲ့မဲ့ကတော့ Arsenal က၈မိနစ်မှာတည်းကပြိုင်ဘက်ကိုဂိုးပေးလိုက်တာ Thompson ကန်သွားခဲ့တယ်ဒါပေမဲ့ Arsenal အသင်းအတွက်အနိုင်ဟိုတေကြစီမဲ့ဂိုးတော့89မိနစ်မှာအလက်ရှာရူဆိုကတွင်းခဲ့တယ်အားကြောင့်မို့လို့တစ်ဖက်တကူးစီတေကြသွားခဲ့တယ်အမျိုးသမီးအသင်းအနေနဲ့ဒါဒီယာဒီမှာဆိုလို့ရှိရင်ခြေစွမ်းအတက်ကြအရန်ကျန်းနေပြလို့ရတယ်ရှုံးတဲ့ပွဲရှိရယ်တေရီဇက်တိုက်ကြတာရှိတယ်ချန်ပီယံလိမှာလည်းတပွဲနိုင်တပွဲ ဟိုရှုံးထားတယ်အထူးသဖြင့်ဒီ Woman Super League မှာဆိုလို့ရှိရင်လေးပွဲနိုင်၃ပွဲတည်တပွဲရှုံးထားတယ်အခုဆိုသူတို့ Woman Super League အမှတ်ပေးဈေးရ125တဲမှာတော့ရှိတာအမှတ်ပေးမယ်အဆင့်၄မှာရက်တည်နေတယ်၈ပွဲကံ15မှတ်ဒါက၈ပွဲကံရမှတ်20ရထားခဲ့တဲ့အဆင့်၁ကချယ်ဆီနဲ့ဆိုရင်9မှတ်ဖြတ်ထားခံတဲ့အနေထား အဲ့တော့ Women Super League မှာချန်ပီယံဖြစ်ဖို့ဆိုတာအာဆင်နယ်မျိုးသမီးအသင်းအတွက်ဆိုရင်တော့ခြေလမ်းမှန်မှန်လေးသွားမှအဆင်ပြေမယ်အခုလိုမျိုးတည်ကြတာတွေရှုံးတာတွေဇတိုက်ဖြစ်နေတော့အဆင်မပြေဘူးမနစ်ကတော့ဥရောပချန်ပီယံလိချန်ပီယံဖြစ်ထားမှိုင်မယ်ဒီယာတီလိဖက်ပွဲစဉ်နှစ်ပွဲကံပြီးချိန်မှာတပွဲနိုင်တပွဲရှုံးဖြစ်ထားခဲ့တာဖြစ်တဲ့အတွက် Renaissance ကနေဒီသင်းကိုပို့ပြီးတော့ strong ဖြစ်ဖို့လိုတယ်မနစ်ခတ်တဲ့စားလို့ရှိရင်အာဆင်နယ်မျိုးသမီးတင်းရဲ့အားထားရတဲ့ခံစားမှုတချို့မပါနိုင်တာလေဒါကိုးတွေမကြခဏခွင့်ပြုနေရတယ်ဗောလေအနိုင်ကိုးတွေသွင်းပြီးခြေပါကိုးတွေပြန်ပေးလိုက်ရတဲ့မျိုးတွေ ပြိုင်ဘက်ကဂိုးတွေကိုစောစီးခွင့်ပြုလိုက်ရတာမျိုးတွေတည်ငိမ့်တဲ့ခံစားကစားရမရှိတာမျိုးတွေကဒီရသည့်အာဆင်နယ်မျိုးသမီးတင်းကိုရာလက်တီအခုမျိုးဖျက်သွားစီတာဗောလေအာဆင်နယ်မျိုးသမီးတင်းနေနဲ့နောက်လာမဲ့ဒီပွဲစဉ်၄ပွဲမှာဆိုလို့ရှိရင်တော့နိုဝင်ဘာ7ကျလို့ရှိရင်ဘိုင်ယန်မြူးနစ်ကွင်းမှာသွားပြီးကြံရမယ်နိုဝင်ဘာ16ကျလို့ရှိရင်စပါကွင်းမှာသွားပြီးကြံရမယ်နိုဝင်ဘာ20ကျရင်ရီယယ်မက်ဒရစ်ကိုကိုယ့်အင်ကွင်းမှာအခက်ကစားမှာဖြစ်ပြီးတော့ဒီဇင်ဘာ6ရက်နေ့ကျလို့ရှိရင်တော့ကိုယ့်အင်ကွင်းမှာလီဗာပူးကိုအခက်ကစားမယ်အဲ့တော့တကယ်ဘစ်မက်ပွဲစဉ်တွေကြီးပဲဒါမဲ့၄ပွဲက ိုးစုံနေရပေါ့လေအဲ့တော့ရီနစ်လန်ကနဲ့အာဆင်နယ်မျိုးသမီးအသင်းတို့ဒီခက်ခဲတွေကိုကြော်ဖြတ်နိုင်မလားစောင့်ကြည့်သွားမှာပါမနစ်ကအာဆင်နယ်မျိုးသားအသင်းကတော့စူဖလာတော့မရခဲ့ဘူးဒါပေမဲ့အမျိုးသမီးအသင်းကအမျိုးသမီးဘောလုံးလောကရဲ့ဥရောပအမြင့်မားဆုံးစူဖလာလို့ပြောလို့ရတဲ့ချန်ပီယံလိကိုယူနိုင်ခဲ့တယ်သူတို့အသင်းရဲ့ဒုတိယအကြိမ်ရောက်ပေါ့လေပြောမှသာပြောတာအာဆင်နယ်မျိုးသားအသင်းကဒီချန်ပီယံလိမရဘူးတဲ့အသင်းတစ်သင်းဖြစ်တာမှတ်ပြီးမဲ့အမျိုးသမီးဘောလုံးလောကမှာတော့အင်္ဂလိပ်ကလပ်တွေထဲမှာအာဆင်နယ်အမျိုးသမီးအသင်းကချန်ပီယံလိကိုယူထားနိုင်တဲ့တခုတည်းသောအသင်းပဲ ဲ့တခုတည်းသောအသင်းကိုမှနှစ်ချိန်ထပ်ပြီးရထားခဲ့တာဗောလေအဲ့တော့အမျိုးသမီးအသင်းကကျွန်တော်တို့ဆိုဂုံစရာတွေကတခုဒီလိုမျိုးနေပါတဲ့အချိန်တွေရှိတယ်သူတို့ကောင်းမွန်တဲ့အချိန်တွေရှိတယ်ကျွန်တော်တို့အတူတူအောင်ပွဲခံလို့ဒီလိုမျိုးမှတ်တမ်းတွေဒီလိုမျိုး record တွေဒီလိုမျိုးပွဲစဉ်တွေပတ်သက်ပြီးကျွန်တော်ကဂျာညက်ဖော်ပြပေးတာပါ ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောနေဖြစ်ကစားခြင်းနဲ့ဆိုတော့ဗိုင်ဘာဖုန်းတော့တင်ကြကို466 6433တိန်နဘတ်တင်ကြကို0953 0953ခေါင်းရောင်းနေရာတော့မှဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲစော့စော့ပါကိုထုတ်စီမှာစော့ခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့ဆိုလို့ရှိရင်တော့အားလုံးကိုနှွေးထွေးကျူစုပါတယ်။ကျွန်တော်စီမှာလာပြီးစော့တဲ့သူတွေအားလုံးတစ်ခုအစီအမပြတာရှိရင်ကျွန်တော်စီကိုဓာတ်ရိုက်လာပြီးပြောပြလို့ရပါတယ်။ကဲနောက်ဆုံးတင်တဲ့ပုတ်ကိုတော့အာတီတာကတော့နိုင်ငံကာပွဲစဉ်တွေပြီးသွားတဲ့အခါကျလို့ရှိရင်တော့ကစားမတော်များပြန်ဆုံနိုင်ခြင်းရှိဆိုပြီးသူကပြောသွားခဲ့တယ်။နိုင်ငံတကာပွဲစဉ်တွေလာကြမဲ့အပတ်မှာကျွန်တော်တို့တွေခဏလောက်အနားရကြတာပေါ့။ ကြံ့ခိုင်မှုလိုအပ်တဲ့သူတွေကြံ့ခိုင်မှုအပြည့်နဲ့ပြန်လာတဲ့သူတွေကိုကျွန်တော်တို့အတူတကွကြိုဆိုကြရပါမယ်ပြီးရင်ကျွန်တော်တို့လာမယ့်ပွဲစဉ်တွေကိုပြန်လည်စတင်ပြီးတော့နိုင်ပွဲတွေပုံဖော်သွားရမယ်ဆိုပြီးတော့အာရိတာပြောသွားတယ်အဲ့တော့အာရိတာနေနဲ့ဒီတေကြတဲ့ပွဲနဲ့ပတ်သက်ပြီးသူအရင်ခံစားမနေဘူးရှေ့မှာလှုပ်ဆက်ရှိတာကိုစပီးလုပ်မယ်ဒါမျိုးတွေကကြုံလိကြုံထားရှိတယ်အထူးသဖြင့် international break ပြီးသွားတဲ့အခါကျရင်ကစားမတော်တော်များပြန်ဆုံမှာကလည်းသူ့ရဲ့နီးစနစ်ပိုင်းရဆိုရင်တကယ်ကိုအားထုတ်အားထားပြုလို့ရနေတာကျွန်တော်လဲထင်တော့ထင်တယ် အာဆီနယ်ကစားသမားတွေဒဏ်ရာရတဲ့ရတဲ့ကစားသမားတွေကလည်းတကယ့်ကိုမှ main lineness ကကစားသမားတွေရှင်စွဲကစားမိုက်တိုင်းညှစ်ပြီးကစားလုံးတာကျွန်တော်နိုင်ပွဲတွေပုံဖော်နိုင်ခဲ့တာအထူးသဖြင့် Champion League ကံပြီးတော့ပွဲပန်းနေအချိန်မှာပဲဆန်နာလန်ကွင်းမှာသွားပြီးခံရတယ် Stamina အပြည့်ရှိနေအသင်းတွေကိုကျွန်တော်ရင်ဆိုင်ခဲ့ရတာဗောလေအဲ့တော့အဲ့ဒီပွဲစဉ်မှာ Arteta အနေနဲ့ကစားသမားတအူးပဲလဲခဲ့တယ်အစည်းကိုထုတ်ပြီးတော့ Mokwea ကိုထည့်လိုက်တယ်အဲ့ဒီဆုံးဖြတ်ချက်မှန်တယ်မားတယ်လို့မပြောချင်မဲ့ ကျွန်တော်တူတဲ့ဆန္ဒရဆိုလို့ရှိရင်တော့လေအဲ့ဒီအချိန်မှာခန်းစစ်ကလမကြီးပြစ်ထက်လိုက်ရမှာအရှိမထရော့ဇက်တို့စာကာတို့ထုတ်ပြီးတော့ဒီဟင်ကာဘီတို့ဘန်ဝိုက်တို့လိုကစားမဲ့ဘူးထည့်လိုက်မယ်ဆိုရင်နည်းနည်းပို့ပြီးတော့ကြစ်လက်တဲ့ခန်းစစ်ကြောင်တို့ခုဖြစ်သွားမှာပေါ့လေဒါပေမဲ့အာရိဒါကလည်းပွဲရဲ့တံမိုကိုသူထိန်းထားခြင်းလို့နေမှာပဲအခြားကစားမားတွေမထည့်ဘဲနဲ့ဒီတိုင်းမဲ့သူဆက်သွားလိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ပင်ပန်းနေတဲ့အချိန် ခန်းစင်းနည်းနည်းလေးပေါ့ဆသွားတဲ့အချိန်မှာပဲကျွန်တော်တို့ကတူတူဖြစ်စီမဲ့ကိုကို64မိနစ်မှာခွင့်ပြုလိုက်ရတယ်။ဒါကြောင့်မို့ပရီးမီးယားလိမှာဘယ်ရမှသွားပြီးပေါ့ဆလို့မရဘူး။ပေါ့ဆရင်အသင်းကြီးအသင်းလေးဆိုတာမရှိဘူး။ပေါ့ဆတဲ့အသင်းကခံသွားမယ်။ဒါကိုဘာကြောင့်ကျွန်တော်ပေါ့ဆရလို့သုံးလုံးလဲဆိုတော့ဂေဘီယယ်မကာရေးလူကတ်တဲ့အပိုင်းမှာနည်းနည်းလေး physical ရရုံးကန်ရတဲ့အချိန်ဒါသူတံပူကြွားပါပြီ။ ော်တော်လေးကမစတာမီနာအပြည့်နဲ့ပွဲချိန်အများစုကန်ပြီးသွားအချိန်ဖြစ်တဲ့ကစားမတူကဒီလောက်ကတော့တိတ်ပြီးတော့နောက်ဝင်လာတဲ့ကစားမကြီးတိတ်မထိန်နိုင်တော့ဘူးအဲ့ဒီအချိန်ဒီမှာပဲရိုင်ယန်နီနဲ့လက်နာနေကြတဲ့အရှိကိုတက်တဲ့အချိန်နည်းနည်းလေး delay ဖြစ်သွားပဲအဲ့ဒီကိုခွင့်ပြုလိုက်အဲ့ဒီကိုကျွန်တော်ညအထက်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 ပြန်ကြည့်ဘယ်တက်နိုင်မလဲဖြစ်ချိန်တန်လို့ဖြစ်သွားလို့ပြောမှာလေနောက်ပွဲစဉ်တွေမှာတော့ဒါကိုသင်ငန်းသာယူပြီးတော့ဒီလိုမျိုးဂိုးတွေမပေးရဖို့အနိုင်ဂိုးတွေကိုထိန်းနိုင်ဖို့အတွက်ကျွန်တော်တို့စူးစမ်းသွားရမယ်ဒီနေ့မှာတော့အိုက်တာကစားမတူပဲလဲခဲ့ပြီးတော့ ူလဲလိုက်တဲ့ကစားမှလည်းမစိုးဘူးဆိုပေမဲ့ဒီထက်ပိုပြီးခံစားသားမှထဲ့တင်တယ်လို့ကျွန်တော်ထင်ပါတယ်အိုက်တာလုံပေးခဲ့တာတွေအတွက်အများကြီးကျေးဇူးတင်ပါတယ်တခါကြီးတော့လေလူဆိုတာကဒါမျိုးလေးတွေတော့ဖြစ်တတ်ပါတယ်ကဲအဆုံးထိကြည့်တော့လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ